Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်တက္ကနီနံဆောင်ရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်တန်းများကိုနိုင်ငံတော်ပုံကံမှုမှပူပေါင်းပါဝင်မှုအပါအဝင် ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေပြဋ္ဌာန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်တန်းများကိုနိုင်ငံတော်ပုံကံမှုမှပူပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကမနေ့ကပြဋ္ဌာန်းလိုက်ပါတယ်ဇွန်လ17ရက်နေ့ CRPH ကအကြံမဖန်အာဏာဖီဆိုင် ရေးလှုံ့ဆော်မှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ CDN အောင်မြင်ကော်မတီ CDN ဆက်ဆက်ကော်မတီကပေးပို့လာတဲ့အကြံဖတ်အာဏာဖီဆိုင်ရေးလှုံ့ဆော်မှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းသိရပါတယ်။အဆိုပါဥပဒေမှာ CDN နိုင်ငံဝန်ထမ်းတွေရဲ့နိုင်ငံရေးခံယူချက်ကိုလေးစားတန်ဖိုးထားပြီးနိုင်ငံသားအခွင့်အရေးနဲ့အခြေခံလူ့ခွင့်ရေးကိုကာကွယ်ပေးဖို့ CDN နိုင်ငံဝန်ထမ်းတွေကိုလေးစားကွန်ပျူတာအတဲ့ဝန်ထမ်းကောင်းတွေအဖြစ်အတိမတ်ပြုခြင်းနဲ့ကွန်ပျူတာချင်းမြင်ခြင်းတွေကိုတရား စွာဆောင်ရွက်ဖို့ CDN နိုင်ငံဝန်ထမ်းများရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစွမ်းရည်များဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လိုအပ်တဲ့အကူအညီများပံ့ပိုးပေးဖို့ CDN နိုင်ငံဝန်ထမ်းတွေရဲ့နေနာမှုတွေနဲ့လူခွင့်ရင်ချိုးဖောက်ခံရမှုတွေကိုရှာဖွေဖို့ထုတ်ပြီးပြန်လည်ကူစားပေးခြင်းနဲ့အမှန်တရားနဲ့တရားမျှတမှုရှာဖွေဖို့ထုတ်ခြင်းအစီအမံများဆောင်ရွက်ဖို့ရည်ရွယ်ကြောင်းသိရပါတယ်။ ဒါအပြင်ဂုံတိတ်ခါရှိပြီးအမှန်တရားနဲ့တရားမျှတမှုကိုတန်ဖိုးထားတဲ့ Federal Democracy ပြည်ထောင်စုနဲ့ကိုင်ညီတဲ့နိုင်ငံဝန်ထမ်းရန်တရားကိုဖော်ဆောင်ရမှာအထောက်အကူဖြစ်စေဖို့ CDM နိုင်ငံဝန်ထမ်းတွေရဲ့မြင့်မြတ်တဲ့ခံယူချက်နဲ့စိတ်ဓာတ်များရည်ရှိတည်တံ့စေဖို့ CDM မဟုတ်တဲ့နိုင်ငံဝန်ထမ်းတွေကိုဥပဒေနဲ့ညီစစ်စစ်ပြီး၎င်းတို့ရဲ့ပြုလုပ်မှုပြက်ကွက်မှုတွေပေါ်အရေးယူမှုတွေပြုလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်များလည်းပါဝင်ကြောင်းသိရပါရယ် CRPH ကပြဋ္ဌာန်းထားတဲ့အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပုံမှန်၁၉မှာနန်းစီ န်ဝန်ထမ်းတွေကိုအကြမ်းမဖက်အာဏာသိမ်းစစ်အုပ်စုရဲ့နိုင်ငံတော်ပုံကံမှုမှာပူပေါင်းပါဝင်ခြင်းအပါအဝင်ပုံမှန်16ကကြင်ခါခွေကငေခါကြီးငါတို့နဲ့တရားစွဲသွားမှာဖြစ်ကြောင်းဒါ့ပြင်နန်းစီရန်ဝန်ထမ်းတောင်းအနေနဲ့တော်လိုင်းအောင်မြင်စေဖို့ဆောင်ရွက်မှုတည်ရဲမှာထီရောက်စွာပါဝင်ကူညီခဲ့ကြောင်းခိုင်လုံတဲ့အထောက်အထားတွေ့ရှိရပါကအဆိုပါဝန်ထမ်းကိုအရေးယူကြမှာကင်းလွန်ခွင့်နဲ့တသက်တာကွင့်ပြုနိုင်ကြောင်းပြဋ္ဌာန်းထားပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ထောင်များတဲ့ကိုကုလနဲ့ ICRC အကန့်အသတ်မရှိဝင်ဝင်ရရတောင်းဆိုရန်သံမကြီးတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိအကျဉ်းထောင်များကိုကုလသမဂ္ဂနဲ့ ICRC အပြည်ပြည်ဆိုင်ရာချက်ချင်းီကော်မတီတို့အကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေဖို့အတွက်တောင်းဆိုဖို့သံမကြီးဦးကျော်မွန်ထွန်းကတိုက်တွန်းလိုက်ပါတယ်။ဇွန်လ23ရက်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့အစည်းအဝေးတစ်ရက်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်နဲ့ကိုယ်စားလှယ်သံမကြီးဦးကျော်မွန်ထွန်းကတန်ရောက်မင်ကွန်ပြောကြားခဲ့ရအောင်အထက်ပါတိုင်းပြော ော့ကြာခဲ့တယ်လို့ကုလသမဂ္ဂ ICRC တို့အနေနဲ့အကျဉ်းသားများအမှန်တကယ်ရှင်းဆိုင်နေရတဲ့အခြေအနေများကိုမှန်ကန်စွာသိရှိနားလည်ဖို့လိုအပ်ကြောင်းလဲဆိုပါတယ်။သကိုင်းငလင်ကြီးလှုပ်တဲ့အချိန်မှာဥပဒေတော်မှာဆိုရင်နိုင်ချင်းရောရိုးရိုးအကျဉ်းသားတွေရောတိတ်ဆုံးမှုတွေရှိနေစစ်ကောင်စီကဘာမှမထုတ်ပြန်ဘူးပြီးတော့ထောင်လေးထဲမှာဗတ်ကျက်ရတာနဲ့လို့ဆိုပြီးအကျဉ်းသားတွေကိုရိတ်ခါ short ချတာတွေလည်းရှိနေတယ်။ထောင်ထဲမှာအကျဉ်းသားအခွင့်အရေးမျိုးစုံပိတ်ပင်ခံနေရတာညှင်းပန်းနှိပ်စက်ခံနေရတာဒါတွေကိုနိုင်ငံတကာအနေနဲ့ PR ပေးဖို့လိုတဲ့ ICRC အနေနဲ့စစ်ကောင်စီကထောင်ထဲဝင်ရောက်ခွင့်မပေးဘူးဆိုရင်လည်းမပေးတဲ့အကြောင်းလောက်တော့ဖွင့်ချရေးဖို့လိုတယ်လို့မုံရွာချေဆိုင်တက်ကြွလှှရှားသူတောင်းကပြောပါရယ်နိုင်ငံအကျဉ်းသားများအလုံးကိုချက်ချင်းပြန်လဲလွတ်ပေးဖို့ခိုင်ခိုင်မာမာတောင်းဆိုဖို့လည်းတမ်မကြီးကပြောပါရယ်နိုင်ငံတော်သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့တောင်မှပြည်ပနဲ့ထိတွေ့ဆက်တမ်းဝင်ကိုနှစ်ရှည်လာများပိတ်ပင်ခံထားပြီး၎င်းတို့ကိုရွှေကောက်တင်မြောက်ထားတဲ့ပြည်သူများနဲ့ပါဆက်သွယ်ခွင့်ညင်းပယ်ခံထားအကြောင်းဆိုပါရယ် စတက်လောက်ခံတရားရုံးတွေကလျှို့ဝှက်စွာလှုပ်ရှားပြီးတည်တံစီရင်ချက်တွေကိုမိနစ်ပိုင်းတွင်ချမှတ်နေကြောင်း2023ခုနှစ်တနစ်ထဲမှာပဲဒီမိုကရေစီထောက်ခံအားပေးသူအယောက်160ခန်းတည်တံချမှတ်ခံခဲ့ရကြောင်းတပ်မတ်ကြီးကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံမှာစစ်အုပ်စုကလက်ရှိတိုင်းပြည်ကြုံတွေ့နေရတဲ့အကြက်အတည်းရေးစစ်မြစ်ဖြစ်ကြောင်းစစ်အုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုချိုးဖောက်တဲ့အပြင်အရသာပြည်သူတွေပေါ်စစ်မှတ်ကျူးလွန်နေတာကြောင်းအကျဉ်းချနေသူတွေတာမကနိုင်ငံတော်ရှိပြည်သူတရားလုံးအနေနဲ့နေရဲစွန့်ခွာမှုပြဿနာနဲ့ လူသားစာနာအကြက်အတဲဒုက္ခတို့ကိုရှင်ဆိုင်နေရကြောင်းဆိုပါတယ် ဆက်လက်ပြီးငလင်ပေးတင်တတအုံမှာတင်ရွာကိုစစ်မှုတန်းပုံ9ဦးတောင်းဆိုလို့အုတ်ကြီး16ရောင်နှုတ်ထွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ပေးတဲ့တင်တတအုံမြို့နယ်မှာစစ်တပ်ကတင်ရွာကိုစစ်မှုတန်းပုံလူ9ဦးတောင်းလို့ကျင်းရွာအုပ်ချုပ်ရေးမှူး16ဦးနှုတ်ထွက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။မန္တလေးတိုင်းတတအုံမြို့နယ်မှာစစ်ကောင်စီတပ်ကစစ်မှုတန်းပုံတင်ရွာကို9ဦးနှုတ်မဖြစ်မနေပေးရမယ်ဆိုလို့ဇွန်လ13ရက်နေ့မှာရဲကြီးအုပ်ချုပ်ရေးမှူး16ဦးကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုနှုတ်ထွက်စာရင်းတင်ပြီးတာဝန်ကနေနှုတ်ထွက်လိုက်ကြတယ်လို့ဒေသခံတွေကပြောပါရယ်။ င်လူအတင်းလာတောင်းနေလို့လက်မှတ်တို့နှုတ်ထွက်ကြတာပြောတယ်လို့ဒေသခံတအုပ်ကဆိုပါတယ်နှုတ်ထွက်ကြတဲ့အုပ်ကြီးတွေရဲ့ကြီးရွာမျိုးတွေကိုတော့တရင်ဌာနကအတိအကျမသိရသေးပါဘူးတတအုပ်မျိုးနဲ့အနောက်ခြမ်းကစစ်ကောင်စီလက်လက်မမီတဲ့ရွာတွေဖြစ်နိုင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်ဒါပြင်မျိုးပေါ်မှာလည်းရင်လိုင်းစင်စစ်တာအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးနေပြီးလူငယ်များပြဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်တတအုပ်မျိုးနဲ့ပြင်မန္တလေးစကိုင်းနဲ့အခြားတိုင်းနယ်ပြည်နယ်တည်တည်မှာစစ်ကောင်စီကရှင်စစ်စင်းရင်လူငယ်တွေဖမ်းဆီးနေပါတယ်ငလ လင်းပင်ကြောင့်လူရာကြီးတည်ဆုံးပြီးထိခိုက်ပျက်စီးမှုများတဲ့တတုံမျိုးတွေကအပျက်စီးတွေရှင်းလင်းနေရဆဲဖြစ်ပြီးအကူအညီတွေလည်းလိုအပ်နေရလို့သိရပါတယ်။နောက်ထပ်အနာဂတ် Federal Democracy ပြည်ထောင်စုမှာကရင်ပြည်ကောတူလီနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်တီးစီမံအုပ်ချုပ်ရမယ်လို့ KNU ဥက္ကဋ္ဌပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အနာဂတ် Federal Democracy ပြည်ထောင်စုမှာကရင်ပြည်ကောတူလီနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်တီးစီမံအုပ်ချုပ်ရမယ်လို့ကရင်မျိုးသားစည်းရုံး KNU ဥက္ကဋ္ဌ တာဘဒူစောကွယ်ဒူဝင်ကပြောဆိုလိုက်ပါတယ်။ ီကနေ့ကြာရောက်တဲ့86နှစ်မြောက်ကောသူလီနေဖြစ်ထုတ်ပြန်တဲ့မိန့်ခွန်းမှာကရင်မျိုးဥက္ကဋ္ဌကအထပ်ပါတိုင်ပြောဆိုတာဖြစ်ပါတယ်။ကရင်မျိုးသားတော်လိုင်းလှူရှာမှုကကရင်လူမျိုးတွေရဲ့ရှိမှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကောသူလီနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်းကရင်လူမျိုးအားလုံးရဲ့စိတ်နှလုံးမှာကောသူလီနိုင်ငံကဆွေးမြေ့ရှိတာညင်းပင်လို့မရကြောင်းလက်ရှိမှာကရင်မျိုးကမြန်မာနိုင်ငံဖြူပြင်းပြောင်းလဲအတွက်အခြားသောလူမျိုးစုတော်လိုင်းဖွဲ့စည်းများဆင်အာနာရှင်စန့်ကျင်တဲ့ဖွဲ့စည်းများနဲ့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောဆိုပါတယ်။ KNU ထိ င်းချုပ်ထားတဲ့နယ်မြေတွေမှာအုပ်ချုပ်ရေးနေပြည်သူရန်စီမံခန့်ခွဲမှုတွေကိုချမှတ်သွားမှာဖြစ်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရာမှာအောက်ခြေမှထက်ကိုစီမံခန့်ခွဲမှုနဲ့ပြည်နယ်အားကောင်းတည်ဆောက်ခြင်းမှာတဆင်ပြည်ထောင်စုထူထောင်ခြင်းကို ပုံဖော်ခြင်းဖြစ်ကြောင်းဒီကနေ့တော်လိုင်းကာလမှာမဟာလူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ် အဲ့ဒီစနစ်တွေကိုကျင့်သုံးပြီးပြည်ရင်းပဋိပက္ခတွေကိုဖန်တီးနေသူတွေကိုအပီးတိုင်းတိုက်ဖြတ်ဖို့ကကရင်လူမျိုးတွေရဲ့တာဝန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌကသူ့ရဲ့မိန့်ခွန်းမှာပြောဆိုပါတယ်။လာမယ့်အနာဂတ်မှာကရင်လူမျိုးတွေအနေနဲ့မိမိနယ်မြေမှာမိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်တီးပြီးစီမံအုပ်ချုပ်ဖို့အနာဂတ်မျိုးဆက်သများကိုမွေးထုတ်သွားမှာဖြစ်ကြောင်းကရင်ပြည်ကောသူလေးထူထောင်ဖို့ကရင်လူမျိုးအလုံးကအင်တိုင်းအားလိုက်ပါဝင်ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌကတိုက်တွန်းပြောဆိုပါတယ်။ဆက်လက်ပြီးမန္တလေးဥဖို့တောင်မှာစေကူတာခွင့်မြရလို့နိုင်ငံရေးအကျဉ်းသ ူ CDN အလေတန်းကြောင့်ဒေါ်မင်းမြင့်တန်ကွယ်လွန်ပြီးအခုနှစ်အတွင်းထောင်တွင်းတည်ဆုံရသောနိုင်ငံရေးအကျဉ်းသား၁၂ဦးရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ဥပိုလ်အကျဉ်းတော်မှာစေကူတာမှုမရလို့နိုင်ငံရေးကျဉ်းသူ CDN အလေတန်းကြောင့်ဆရာမကြီးဒေါ်မင်းမြင့်တန်ကွယ်လွန်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN မှပဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောပါရယ်။မန္တလေးဥပိုလ်အကျဉ်းတော်မှာမေလ9ရက်နေ့ CDN အလေတန်းကြောင်းဆရာမကြီးဒေါ်မင်းမြင့်တန်ကြာဆုံးခဲ့ရခြင်းဖြစ်ကြောင်းကြောင်းဆရာမကြီးဒေါ်မင်းမြင့်တန်က2023ခုနှစ်ဇူလိုင်လ 2019ရဲ့ဒီမှာ မတရားဖန်ဆီးထိမ့်သိမ်းခံခဲ့ရခြင်းဖြစ်ပြီးဒေါ်မြင့်မြင့်တန်းကတီဗီရောဂါခံရှိတာကြောင့်စေဝါဆောင်ရှောက်မှုပုံမှန်လိုအပ်နေသူတအုပ်ဖြစ်ခါရောဂါပြင်းထန်လာချိန်မှာထောင်အာဏာပိုင်းနေတဲ့ပြင်ပမှာစေကူတာခွင့်တောင်းခံခဲ့တော့လဲထောင်အာဏာပိုင်းတွေကစေကူတာခွင့်ပေးခြင်းမရှိခဲ့ကြောင်းသိရပါတယ်။ CDN လေလံကျောင်းဆရာမကြီးဒေါ်မြင့်မြင့်တန်းကိုအကြမ်းဖက်တိုက်ဖြတ်ရင်ဥပဒေပုံမှန်50နှစ်ကာကြီးနဲ့စစ်ကောင်စီကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ကြောင်းကျောင်းဆရာမကြီးဒေါ်မြင့်မြင့်တန်းကတီဗီရောဂါခံကြောင်းစေပြင်းများတွင်းနေရပြီးသွေးကြောပေါက်ချိန်ချိန်မီစေဝါကူတာ ဆောင်ရှောက်မှုမရရှိခဲ့တဲ့အတွက်တင်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်အခုနှစ်ဇန်နဝါရီကနေစွန်လတည်တင်ဆောင်မှုအများဆုံးထောင်ဟာမန္တလေးဥပုံကျင်းထောင်ဖြစ်နေရကိုတွေ့ရပါတယ်ဒီအခြေအနေကထောင်တွင်းစီဝါကူတာမှုမရရှိမှုဘလောက်ထိဆိုးဝါးနေလဲဆိုတာတင်ဆောင်ခဲ့ကြတဲ့သူတွေကတတ်သိပြနေရတယ်လို့ဖြစ်ပါတယ်နောက်ထပ်စီဝါဆောင်ရှောက်မှုမလုံလောက်လို့တင်ဆောင်လာမျိုးထပ်ပြီးမဖြစ်စေချင်တော့ပါဘူးလို့ကိုတိုက်ထုံးကပြောပါတယ်မြန်မာနိုင်ငံရှိအကျဉ်းထောင်တွေအတွင်းစီဝါဆောင်ရှောက်မှုလုံလောက်စွာမပြီးတာကြောင့်နိုင်ငံရေးကျင်းသားများပါဝင်အကျဉ်းချခံနေရသူတွေမှာရောဂါများဖြစ်ပေါ် ွားခြင်းဈေးကုသခွင့်ဆုံးရှုံးလို့ယောဂခံများပုံမဆိုးရွာလာခြင်းတင်ဆောင်တဲ့နေ့ချင်းဒီမဟုတ်ပဲအသက်ပြရတဲ့ဒီဖြစ်ပွားလေးရှိကြောင်း2025ဇန်နဝါရီလမှာစွန်လာတရနေ့ဒီစေဝါဆောင်ရှောက်မှုမလုံလောက်လို့တည်ဆောင်ခဲ့ရသူနိုင်ငံရေးကျင်းသားဆက်တော်တီရှိလာပြီဖြစ်ကြောင်း PPNN ကထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။